DKNU NC အုပ်စုသည်စက္ကစနဲ့ဖင်လို့ဖင်ခံတာမကဘူး BGF နဲ့ဖင်လို့ဖင်ခံပြီးတော့တန်းကြီးလူမျိုးကိုတွေ့ဝတဲ့နေငယ်နဲ့ရောင်းစားခိုးစားပြက်စီဆုပ်ပြတ်ပေါင်းလုံးနေတဲ့အုပ်စုမြန်မာနိုင်ငံရဲ့ပြဿနာကတော့အားလုံးမြင်တဲ့အတိုင်းပါပဲမင်းအွန်လိုင်းကတော့ तू လောက်စားစီတာ तू လောက်တာပဲဒါပေမဲ့အန်နူးကြီးကတော့ तू လောက်စားစီတာ तू မလောက်ပဲနဲ့ तू နဲ့ အမြင်ကြီးမတူတဲ့လူတွေသူ့နဲ့ဟိုရည်ရွယ်ချက်မတူတဲ့လူတွေသူ့နဲ့အဖွဲ့စီမတူတဲ့လူဆိုလို့ရှိရင်သူလည်းအမှမပြက်လာနေတော့နော်လိုက်တိုက်ခိုက်တယ်လိုက်ပြောတယ်ဒါနိုင်ငံရဲ့အကြီးပန်းအုပ်စုတွေနော်ဒါကြောင့်အခုဒီလော်လော်ဆက်ဆက်ဒီနှစ်အတွင်းမှာပေါ့နော်စစ်ကောင်စစ်ကနော်ဆိုချစ်သူကိုပြောလိုက်ပြီးဒါကိုသူကပြရမယ်လေဆွေကုတ်ကိုဆိုတာစကားစနေနေနေပါတယ်စကားစတာထားနေစတာထားနေမဆိုင်ပါဘူးဆိုတဲ့အာဘယ်လိုပြောအသက်သေပေါ့နော်အဲ့လိုမျိုးပြဖို့မင်းအောင်လိုက်ကအမြင်ယူနေတာပါရှင်နော်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ကရင်ပြည်နယ်မှာကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးစစ်ကော်မရှင်နဲ့ BGF တပ်တွေရဲ့နိုင်ငံတကာလက်ဆောင်မှုအကြောင်းကရင်မမမျိုးကဖော်ထုတ်တင်ပြလာပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာလူမှန်တလေတယ်လူရောက်ကောက်တယ်ပါနော်နော်မင်း online မကြဝဲဟိုမင်း online မစစ်စေဝဲဟိုလောက်ခီရောဒါပေမဲ့တော့ BGF တဲ့မချလဘာပတိလဲ KNU တဲ့မချလဘာပတိလဲနော်အဒီမပဖိုက်တော်လို့မနော် จำมันเพลิดเพลินแตาจับพิษได้ปานอย่างนั้นเอาไว้มีเอเบลมีม่เอเบลเนาะบ้านเราจับมันเฉลี่ยจับพิษอยู่น้องมีรอบยานดีกว่าเฉลี่ยจับพิษอยู่เนาะกันเล่าดีกันเล่าเลยมาตีมาชักคำเหลงจำเนาะ มาว่าว่คำเหลงเอาตัวตาจำเนาะจำมันจะไปจำมันละวันกบาลนั่นแหละค่อยว่าเนาะจำมันกบาลเนาะมาการตัวเวลาถุงอันนี้เราใส่เนาะจำมันตัตาเอาบาลกัวดีเนาะมันหลงกบาลดีกว่าดีสิเราใส่เนาะ ကျွန်မတို့မြန်မာနိုင်ငံမှာဆီတဲ့ပြည်သူလူထုတွေမှာဒီကရင်ပြည်နယ်မှာဆီတဲ့ပြည်သူလူထုတွေမှာမျိုးတတိတခုပေးခြင်းနဲ့နော်ဒီနေ့မှမြန်မာသူငယ်ချင်းဟိုနေပြည်တော်မှာဆီတဲ့သူငယ်ချင်းတရားတော့အလာပြောပြပြတာပေါ့နော်အခုဒီလာမယ့်နေ့နော်ဒီနေ့တစ်ကူကရင်နေ့တစ်ကူဆိုလို့အစ်မနော်ဟိုဆွေကုတ်ကုတ်မှာပေါ့နော်မင်းအွန်လိုင်းကစော်ချစ်သူကိုမလောက်ခံတော့ဘူးပေါ့နော်ခါတန်နေ့ဆိုလို့စင်ကျွန်မတို့တိုင်းသားတွေမြင်ပါပေါ့နော်ကျွန်မတို့ကရင်နေ့တစ်ကူဆိုလို့စင်ကျွန်မတို့နေတက်မခုနေ့နေမြန်မာဆိုလို့စင်တော့အိုးအကြီးကျယ်ပဲနော်စော်ချစ်သူတို့ဟိုမလဲ KNU NC အုပ်စုတွေကပူပေါင်းပြီးတော့ကရင်ရွာတန်းမြို့တန်းမှာတို့တွေအကြီးအကျယ်နော်တို့နေတဲ့စတိတို့နေတဲ့ရွာတို့နေ กันมิวส์รู้สิจีเจนนิติกูดิตรู้เล่าจ้เลยตัวก็ยังนิติกูเล่ารู้สิสักสามลรู้ดิตรู้ไปเลยลาซาขนหดลาเปียวขนาดพอน้องอันนี้ดอกดีนัทท่อนนัทเซชอมา นี่ก็ยังนิติกูป่วยมาเนาะมีเอาไลนค่ะ ် BGA မောင်ချစ်သူအုပ်စုကိုဘယ်လိုပြောလိုက်လဲဆိုတော့ဒီ2026မင်းတို့ကရင်နီတိကူပွဲဒီဆွေကုတ်ကူမှာလုံးဝမလုံးနဲ့မင်းသာဆွေကုတ်ကူမှာလုံးလို့စီငါကိုယ်တိုင်မင်းကိုလာတတ်မှာစော့မှာပေါ့နော်လက်နဲ့ကြည့်တယ်စော့မှာပေါ့နော်အခုဆိုလို့စီဒီနင်လောက်ချင်တယ်ဆိုနင်နေတဲ့ကြာအင်းတာမခုနင်းမှာပဲနင်လောက်နော်ဒါပေမဲ့အခုလောလောဆက်ဆက်မှာတော့ပြည်သူလူထုတွေတွေ့မှာပေါ့စကားစားကြတော့ BGA ထက်နှမိကောင်းလာအောင်နော် KNU ထက်နှမိကောင်းလာအောင်အခုဆွေကုတ်ကူမှာစီးတဲ့ကြာဖြတ်ဂန်းတွေကြာဖြတ်အဆောက်အအုံတွေကိုဒီနေ့မင်းအောင်နိုင်တို့ ဘယ်လိုပြောမလဲအဆောက်အုပ်တွေဟိုပြုတ်ဖြုတ်ပြလိုက်တာပေါ့နော်အကပမြင်လို့စိဟိုဒီအဆောက်အုပ်ဖြုတ်ပြတဲ့အုပ်စုကစကားစားဖြစ်နေပါတယ် VGA အတွေနဲ့ပေါင်းပြီးတော့ဖြစ်နေပါတယ်ဆိုတော့ကပမြင်အောင်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့လာမယ့်2026ကရင်နေ့တိကူဒီကရင်နေ့တိကူဘယ်မကျင်းပအောင်မင်းအောင်လန်ကမွန်ချစ်သူကိုသူအမိုက်ပေးတာတာပေါ့နော်အခုချက်မှငါတို့ကြာဖြတ်နေနေနေတဲ့အချိန်နေတာစကောကိုမှာဒီကရင်နေ့တိကူလောက်မယ်ဆိုလို့ရှိရင် နိုင်ငံတကာကအမိမကောင်းဘူးပေါ့နော်နိုင်ငံတကာအမိဆိုဆိုဟာငါတို့ပြည်နဲ့ငါတို့စကောကိုသားရနေတာပဲကရင်နီတကူတွေဒုတွေကနေတာပဲဆိုတော့အဲ့ဒီလိုမျိုးနိုင်ငံတကာမြေမှာကိုသူစိုးရင်တာပေါ့နော်ဒါကြောင့်မို့ဒီအချိန်ကလာရင်မှာမင်းအွန်လိုင်းကစော်ချစ်သူထက်ကိုသူကမျက်နှာလိုချင်တဲ့အတွက်ကြောင့်မို့လို့ကဘာတွေနေအောင်လာမဲ့ကရင်နီတိကူစော်ချစ်သူကိုမလောက်ခံဖို့စော်ချစ်သူကိုချိန်ချထားပါလေရှင်။နော်အဲ့ဒီတော့ဒီလာမဲ့ကရင်နီတိကူဆိုလို့စီပြည်သူလူထုတွေကြည်ပါဆွေကောက်ကိုပွဲကြီးပွဲကောင်းကရင်နီတိကူဘလောက်ထိစော်ချစ်သူ စီစဉ်နိုင်မလဲဒါမှမဟုတ်သူအခုစီစဉ်မဲ့ပွဲသည်အရင်ခါတိုင်းနစ်လို့မျိုးမဘယ်ပြအကြီးကျယ်မလုံးနိုင်တော့ဘူးပေါ့နော်မပြောဆိုတော့ခါတိုင်းနစ်ကရင်ပြင်းနေပွဲတယ်ဆိုလို့ရှိရင်စကားစကူတဲ့ပက်ဆိုင်ကူညီပေးတယ်နော် BGA တွေကိုနော်စကားစကူတန်က BGA တွေကူညီပေးတယ်တရားတော်ဝက်တရားတော်ဝက်ပေါ့နော်အာနိကရင်လူမျိုးတွေပျော်အောင်နိကရင်လူမျိုးတွေနိကိုချစ်အောင်နိကရင်လူမျိုးတွေနိကိုထောက်ခံအောင်အဲဘွဲတွေလောက်ဘာတွေလောက်ဆိုပြီးတော့စကားစစီကတော်ဝက်တော်ဝက်တော့ BGA တွေကူညီပြီးတော့လောက်ခံတာဘာဖြစ်ဆိုပြည်သူလူထုတွေက ကရင်နီတစ်ကူဆိုအရန်ပြော့တယ်လေအရန်ပြော့တဲ့ခါကျအာသူတို့ရင်ရင်ကျဲမှုသူတို့ရိုးရရင်ကျဲမှုဆိုပြီးတော့နော်မင်းအောင်လိုင်ကသူ့ပြည်သူတွေကိုစိတ်ချမ်းသာအောင်စောချစ်သူကိုအကြည့်ကောင်းအောင်ဘောတော့ရိုးသေးအောင်စောချစ်သူကလည်းပတ်စအများကြီးနဲ့တရားဝင်တရားထွက်ပြီးတော့နီတစ်ကူဘွဲတွေနော်ဒုံဘွဲတွေအလူဘွဲတွေလောက်ပြခိုင်းတာပေါ့နော်ဒီလာမယ့်2026မှာကျတော့ မင်းအောင်လာရပြောတဲ့နင်ကရင်နီးတက်ကူလောက်မယ်ဆိုလို့ရှိရင်နင်းနေတဲ့ကြာအင်းမှာအကြီးကျယ်သွားလောက်ပါတဲ့နော်။ဘာကြောင့်အခုစစ်ကုတ်ကဒီကြာဖြားကိစ္စမှာဆိုလို့ရှိရင်ကပကြီးကလည်းမြင့်သွားပြီတွေ့သွားပြီပေါ့နော်။အဲ့တော့စစ်ကုတ်ကငါပဲနဲ့နေပြမယ်ဆိုပြီးတော့နော်။အခုမင်းအောင်လိုင်းကစော်ချစ်တူကိုချိန်ချောက်ထားပါတယ်ရှင်။အဲ့တော့ပြည်သူလူထုတွေလာမဲ2026နော်။တလပိုင်းဆိုလို့ရှိရင်ကြည့်လိုက်ပါကရင်နီးတက်ကူဆိုလို့ရှိရင်စော်ချစ်တူဘလောက်လောက်ဆောင်နိုင်မလဲပေါ့နော်စစ်ကုတ်ကခါရနီးဆိုလို့ရှိရင်စစ်ကုတ်ကဆိုအကြီးအကျယ်ပဲပေါ့နော်။ပွဲကြီးပွဲကောင်းဆွေမိုးငွေမိုးကြွားပြီးတော့စော်ချစ်တူလောက်လာတာအကြီးအကျယ်ပဲ။နော်ကရင်နီးတက်ကူ สิคือว่าก็จะมาลูกปีดูหูทุเอียบเปียวปามแม่เลยเนาะก็ยันดูหนูเรียบเปียวปามเม่ได้ขาดจ้ารออ่ะป่วยสีเดนเนียได้มาไล่ไปดอกพาดิชาเลยเนาอลองกระซ่าเลยตัวชาเลยเนาะมุ้ยสิวันเลยตัวชาเลยดีเนี่ยวะเนาว่าก็จะมาลูก็ยังดีเนี่ยมาสิคืดิกองส่งองจันดีนี่จะมาพาวาบพีลูกโหอมีมาด้วเลยม่ถูกเนาะ တခုတော့တခုခုပဲအခု Facebook တွေတမျိုးဖြစ်နေပြီနော်။ဘာကြောင့်လဲဆိုတော့ဟိုကျမတို့တွေကကော်သူတွေသားသမီးတွေဆိုတော့လေအဖွဲ့ဆော်ပါဦးသားသမီးတွေဆိုတော့လေအ KNU တွေကြောက်တာပဲ။ NUG တွေကျမတို့ကြောက်တာပဲ။ဒါကြောင့်မို့ကျမဆိုဟို2020ကတည်းက NUG ကိုဝေဖန်လာကြတယ်။အကောင့်တွေခဏခဏအထုခံရတယ်နော်။ကိုယ့်ရဲ့ပုံရိပ်တွေဒီမှာတင်လို့ဝါဒတွေဖြန့်နေအာ NUG ကိုစော်ကားတဲ့ကောင်မပါပြညာပြီးတော့ပြောတယ်။ကျမတို့ NUG ကိုဝေဖန်တာနော်စော်ကားတာမဟုတ်ဘူး။ကျမပြောပြီးကျမကိုယ်တိုင်လည်း NUG ကိုထောက်ခံခဲ့တဲ့2020ဒါမဲ့2020အတွင်းမှာသူတို့တော်တဲ့နိုင်ငံရေးလမ်းစရာဆောက်ရအောင်မာယုံသွားတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာလက်ရှိရှိနေမယ်ကျမတို့ဒီမိုကရေစီခေ ေါဆောင်ဆိုလို့စင်မနော်တိုင်းသားအားလုံးပဲအဖွဲ့စည်းမဆိုကွာအာနာစင်ကိုလက်လက်ကန်လက်စင်နဲ့ယူပြီးတော့တတ်ထုတ်မယ်ဆိုလို့စင်ကိုကပူပေါင်းရမယ်ကိုလက်အောက်ခံမနေတော့မှအစီအုံရမယ်လက်တော်ရမယ်အတူတူပေါင်းတတ်ရမယ်နော်ဒီအဖွဲ့ကငါနဲ့အောက်ခံလာမနေလို့ငါနဲ့မပူပေါင်းလို့ဆိုပြီးတော့နေရသဘောဖြစ်မှလားဘာဖြစ်မှလားဆိုအဲ့လိုမျိုးလက်ဆော့ကားတာမျိုးတော့လောဝကိုလူဆဲမရှိဘူးလောဝကိုလက်တော်လိုင်းရေးစိတ်မယိုးသားဘူးဆိုတာကျွန်တော်တို့သိလိုက်ရတာပေါ့နော်အဲ့ဒီကနေစပြီးတော့အန်နူးကြီးဆိုတာကျွန်မကိုတိုင်ဝေဖန်လာလေပဲကျွန်မဝေဖန်လာလို့ ကျွန်မတို့ဆိုလို့ရှိရင်ဒီအာဒေါခန်တို့အုပ်စုတို့နမမိုးတို့အုပ်စုဆိုလို့ရှိရင်ကျွန်မတို့ဆဲတာပြောတာတရားမှမတိုင်ဘူးလားဒါမှမဖြစ်ပါဘူးအမှန်တရားဆိုတာကတော့ကိုပြောရဲဆိုရဲရမယ်ဘာဖြစ်ဆိုအခုတော်လိုက်ရင်ကိုလုံးနေတဲ့တော်လိုက်ရင်ကနော်ကိုရဲ့ပြည်သူတွေအားလုံးလူမြောက်ဖို့ပဲနော်အမှန်တရားကိုမြန်မြန်သိဖို့ပြောရဲဆိုရဲဖို့ကျွန်မတို့တွေကဒီတော်လိုက်ရင်ကိုပေါင်းလာနော်ညစ်နာယူဖို့အဖွဲတစ်ဖွဲစီတဲ့ကိုပဲထောက်ခံဖို့မဟုတ်ဘူးနော်ဘယ်အဖွဲစီမှမနေနေမှမျိုးပြောပြီးကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူရှိတာပဲအတိကကိုကကောင်းဖို့လို့တယ်ကိုကယူတာဖို့လို့တယ်ကိုကဖြူစင်ဖို့လို့တယ်ဘာကြောင့်ဆိုတော့ကိုလုံးနေတဲ့အလုပ်ဒီ တကူအတွက်တမဟုတ်ဘူးเนาะကိုမိသားစုအတွက်လည်းမဟုတ်ဘူးတနိုင်ငံလည်းအတွက်လုပ်ပြီးတဲ့အတွက်ကြောင့်မလို့เนาะတနိုင်ငံလည်းလူမြတ်ဖို့အတွက်လုပ်ပြီးတဲ့အတွက်ကြောင့်မလို့เนาะကို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 လည်းခရူးဆိုင်ရမယ်နောက်ပြီးတော့ကိုအလုံးလုံးနေတဲ့လူတွေကိုလည်းခရူးဆိုင်ပြီးတော့เนาะအတူတူလက်တွေ့ရမယ်အမြင်ချင်းမတူတော့မှအတူတူဆက်လက်ပြီးတော့အလုံးလုံးရမယ်ဟုတ်ဒါတချို့လူတွေအဲ့ဒီလိုမဟုတ်အာအမြင်ချင်းမတူရင်တော့ရန်သူလို့သဘောထားကြတယ်เนาะအဖွဲ့စီမတူလို့ရှိရင်ရန်သူလို့သဘောထားကြတယ်เนาะလိုက်ပြီးတော့ချိန်ချတာမျိုးတို့ဆဲဆိုတာမျိုးတို့တိုက်ခတ်တာမျိုးတို့အမျိုးမျိုးတော့ရှိလာတာပေါ့เนาะသို့သော်လည်းကျွန်မတို့ကခရူးမဆိုင်ဘူးဘာဖြစ်လို့ဆိုတော့ကိုကိုတိုင်ကကိုလုံးနေတဲ့အနာဘသူအတွက်မှလုပ်ပြီးတာမဟုတ်ဘူးအားလုံးအတွက်ပဲလုပ်ပြီးတဲ့အတွက်ကြောင့်မလို့เนาะ ်ချီမမကောင်ရင်ချီမဖျားမှာမယ်လက်မမကောင်လက်မဖျားရမှာမယ်နော်အယောသားဆုံးနဲ့အဖြူစင်ဆုံးနော်အာအသစ္စာအစစ်ရှိနဲ့တွာဖို့ကအရေးကြီးတယ်နော်ဒါကြောင့်အခုကရင်ပြည်နယ်နော်အဝတ်တာကရင်ပြည်နယ်ပြဿနာကြတော့နောက်မျိုးပြောပြီးပြီးသတိထားကြပါနော်ဒီလာမယ့်ကရင်နိတိကူဆိုလို့ရှိရင်ဆိုချစ်တူကိုမင်းအွန်လိုင်းကအမိတ်ပေးတာပြီးနော်နိနိတိကူဆွေကုတ်ကူမှာမလုံနဲ့ လုံးမဲ့ဆိုလို့ရှိရင်ကဘာကြီးကမြင့်မှာပေါ့နော်ဂျာဖြားနေနေတဲ့အချိန်မှာကရင်နင်းတစ်ကူတွေဒီလောက်တော့မှအကြီးကျယ်လုံနိုင်တဲ့ဆိုရင်ဒီအုပ်စုကြီးဂျာဖြားကိုလောဘကိုမနေနေပဲနဲ့အတူရောက်နေနေပြတယ်ဆိုတာကိုကဘာသိသွားမှာဆိုလို့ဒါတော့မို့မင်းအောင်နိုင်ကဆော်ချစ်သူကိုဒီနေ့မှကြတာပေါ့နော်ဆွေကုတ်ကိုမှလောဘနင်းကရင်နင်းတစ်ကူမလုံနဲ့နင်းနင်းနင်းတိကရင်နင်းတစ်ကူလုံမဲ့ဆိုလို့ရှိရင်တော့နင်းနေတဲ့ဂျာအင်ဘက်မှာသွားပြန်လောက်ပါဆိုပြီးတော့နော်မင်းအောင်နိုင်ကဆော်ချစ်သူကိုမှလိုက်ပါတယ်နော်အကယ်၍ဆွေကုတ်ကိုမှလုံလို့ရှိရင်တော့မင်းအောင်နိုင်သူ့ကိုလာပြီးတော့ဖိချမယ်တဲ့အဲ့ဒါကြောင့်မို့လို့ဆော်ချစ်ကြနေတာပေါ့နော် ဘယ်လိုဆက်လာမလဲနော်စောင့်ကြည့်ကြပါလို့မမျိုးပြောချင်တယ်နော်နမ်အခုနော်ဒီကျမတို့ကရင်ပြည်နယ်မှာလေအစရတဲ့ကလည်းမမျိုးပြောတာပဲပြီနော်ကျမတို့ကရင်ပြည်နယ်တည်း ကော်တူလီ KDA ဘူချွန်နန္ဒာမြန်ကအရင်တော့ကမင်းအွန်လိုင်းအာနာမသိခင်ဆိုလို့ရှိရင် KND ကိုစီဥစီချုပ်ဖြစ်တယ်။ဒီမင်းအွန်လိုင်းအာနာသိတဲ့ကာလအတွင်းမှာပဲကနေလေးမှာစက်ကဆလူ25ယောက်ကို KNDO ကတပ်ပြလိုက်တာကို KNU အုပ်စုတွေက KNDO တွေကပြည်သူကိုတတ်တယ်ဆိုပြီးတော့ဆွဆွဲပြီးတော့အဲဘယ်လိုပြောမလဲ KNDO စီဥစီချုပ်ကိုသူတို့အပြစ်ပေးတာပေါ့နော်အပြစ်ပေးတဲ့အချိန်မှာသူတို့အပြစ်ပေးပြီးတော့သူတို့တွေကမောင်းထုတ်တယ်ကန်ထုတ်တယ်သူတို့ KNU လက်အောက်မှာမနေရအောင်ဆိုပြီးတော့အပြစ်ကိုမောင်းထုတ်လိုက်တာပေါ့နော်အဲ့တော့ KND NDO CUC ချုပ်အဖွဲ့ဘုံများတာဘိုချုံနေတာညာလေအဲ့ဒီအခွင့်အရေးကိုယူပြီးတော့စစ်ကောင်စီအာဏာသိမ်းတဲ့ကာလထဲမှာပဲသူ KTA တတ်မတော်တော့ဆိုပြီးတော့သူပြန်လာအသက်သွင်းတယ် KDA တမတော်သူအသက်သွင်းပြီးတဲ့နောက်ပိုင်းမှာကောသူလေ KD ကောသူလေအစိုးရဆိုတော့သူအာကြင်ညာလိုက်တယ်နော်။ဘာဖြစ်ဆိုတော့ အခုမြန်မာနိုင်ငံအရေးမှာတိုင်းသားတွေမြင်မှာပေါ့နော် PDF တွေဖြစ်ပေါ်လာတယ် PDF ဆိုတာ NUG မပေါ်ခင် PDF ပေါ်လာတယ် NUG မပေါ်ခင်လဲတူမင်းလက်နဲ့လက်ဘိုးငကားတို့ဒီစီကောင်စီကိုဖတ်မှတ်ဦးစိုးတော်လိုက်ခဲ့တဲ့ VNR အဖွဲ့စီနော်အဲ့တော့ PDF ဆိုတာလဲ NUG မပေါ်လာခဲ့တာဖြစ်ပေါ်လာတဲ့အဖွဲ့စီပြည်သူတပ်မတော်အဖွဲ့စီပေါ့နော်အဲ့တော့ PDF တွေရှိလာပြီဆိုလဲအစိုးရဆိုတာရှိလာရတော့မယ်အဲ့တော့ CRBS NUG ကလဲ PDF တွေရဲ့အစိုးရဖြစ်တယ်အဲ့တော့ကျွန်တော်တို့ KTA တွေမှာလဲဒီလိုပဲ KTA တွေတပ်မတော်တော်ဒါရှိလာပြီပြစ်ဆုံး ပြီးအင်အားကြီးလာပြီးဆိုတာနဲ့မိုးချွန်းနဲ့လည်းကိုတိုင်လည်းနိုင်ငံတကာဒုတိယတတိယနိုင်ငံမှာသွားပြီးတော့နော်အဲ့တော့သူကနိုင်ငံခြားကိုသူသွားလို့ရတယ်လေနော်သူရဲ့အမေရိကန်ဗီဇာလို့ဩစတေးလျဗီဇာလို့သူသွားလို့ရတယ်သူသွားလာတယ်နိုင်ငံတကာမှာစီးတဲ့အကြီးခေါင်းဆောင်တွေနဲ့သွားဆွေးနွေးပြီးတော့သူရဲ့ကော်သူလေးအစိုးရကိုသူအသက်ပြန်လာသွင်းတယ်အဲ့ဒီနေ့ကစပြီးကော်သူလေးကဘယ်မဲ့အစိုးရဆိုလို့သူကပောက်ကြီးညာလာတယ်နော်ဒါတွေကတိုင်းသားတွေနိုင်ငံရေးကို2021ကတည်းကစားလုံးလာတဲ့လူတွေတော်လှန်ရေးကို2021ကတည်းကစားလုံးလာတဲ့လူတွေကအကောင်လို့သိမှာပါကရင်ပြည်နယ်ရဲ့ပြဿနာတွေကဘယ်ကနေဘလို့ဖြစ်ပေါ်လာသလဲ ဘာကြောင့်ဒီလိုမျိုးကွဲပြဲလာသလဲဘာကြောင့်ဘူချောနန္ဒာမြောက်ကိုတိုင်လဲ KNKDA ကိုပြန်လာအသက်သွင်းရသလဲအဖေအစစ်စစ်နေပဲတချို့တော့ NUG lobby KNU lobby တွေကနော်ဘူချောနန္ဒာမြာက KNU ကနှုတ်ထွက်တယ်ဆိုလို့သူတို့တဆုထိုးသူတို့ပြောဆိုလာတာပေါ့နော်ဘူချောနန္ဒာမြာက KNDO ကနေနှုတ်ထွက်တာမဟုတ်ဘူးအားလုံးမြင်တဲ့အတိုင်းပဲနော် KNU ကလည်းနှုတ်ထွက်တာမဟုတ်ဘူးဒီ BGA တို့လိုမျိုး DKBA တို့လိုမျိုး KNU ကနေနှုတ်ထွက်ပြီးတော့ DKBA ပြန်လာပြီးတော့ဖွဲ့စည်းတာမျိုးနော် DKNU ကနေ င်နှုတ်ထွက်ပြီးတော့စက္ကစနဲ့သွားပေါင်းတဲ့ BGF တွေဖွဲ့စည်းတာမျိုးမဟုတ်ပါဘူး BGF နဲ့ DKBA တဲ့သွားတဲ့လမ်းစဉ်က KNU ကခွဲထွက်တဲ့အဖွဲ့စည်းလို့ကျမတို့ဗစားနေပြပြဝဝတရားရကန်တို့ပြောလို့ရတယ်ဒါပေမဲ့ KTLA ကြတော့ KNU ကနေသူနှုတ်ထွက်တာမဟုတ်ပါဘူး KNU ခေါင်းဆောင်တွေကဒီ KNDO CUC ချုပ်ပညာစီပညာတအသွေးအခေါ်အမည်အကျဲနှလုံးနဲ့လက်ရုပ်ရည်နှလုံးရည်နဲ့ပြစ်ဆုံးတဲ့အဖုပုံများပါဘူချွန်နန္ဒာများကိုသူတို့အရင်ကြောက်တာမကြောက်ဆိုဘူချွန်နန္ဒာများကသူကနိုင်ငံတကာအထိနိုင်ငံခြားအထိစ ာတွေပြီးလာတဲ့စာတပိတပညာတတယောက်အခုကျွန်တော်တို့ KNU ခေါင်းဆောင်အောက်လဆုလနဲ့ပြိုင်မယ်ဆိုလို့ရှင်တော့ KNU ခေါင်းဆောင်ဒီမူတူစေဖို့တို့အုပ်စုွက်ထွေးတို့အုပ်စုကြော်နေတို့အုပ်စုတော်နေတို့အုပ်စုဆိုလို့ရှင်ဘိုးချွန်းနဲ့နာညာရဲ့ချစ်ဘွားကိုတော့မမင်ကြောက်ပေါ့နော်။ဘာကြောက်စဒီလူတွေကမြန်မာနိုင်ငံအသွင်းမှာစစ်မင်း online ပေးတဲ့ဘွယ်နဲ့ရတာတဲ့ကကြတော့မင်း online စနစ်ပဲသူတို့ကျင့်သုံးတယ်သူတို့လူမျိုးပြန်လာအနိုင်ကျင့်တယ်သူတို့လူမျိုးပြန်လာပြီးတော့စော်ကားတယ်သူတို့လူမျိုးပြန်လာပြီးတော့ဖိနှိပ်တယ်သူတို့လူမျိုးစစ်ကြုံဖနာအောင်နေပြန်ရောက်စီဖို့သူတို့နင်းလန်းမျိုးဆိုတွေ့ဝါတဲ့နင်းလန်းနဲ့သူတို့ထိုးသွင်းတယ် ဒါပေမဲ့ဗိုလ်ချုပ်နန္ဒာမြကသူ့အဲ့လိုမျိုးစိတ်ထားမရှိဘူးနော်ဗိုလ်ချုပ်နန္ဒာမြကသူ့အခွင့်အရေးရတဲ့အချိန်မှာပဲ KTLA တမတော်ကိုသူ့ဖွဲ့စည်းရင်နဲ့အောင်မြင်ရင်နဲ့ KTLA တမတော်ဒီမိကောင်ဖကောင်စီရမယ်ဆိုပြီးတော့ကော့သူလေးဂါပဲမယ်ဆိုပြီးအစိုးရကိုသူယာယီပြန်လာဖွဲ့စည်းတာနော်အောင်မြင်လာလို့မင်းအောင်မြင်ပါတယ်ခရင်ပြည်သူလူထုတဲ့သဘောတူလာလို့မင်းသဘောတူပါတယ်ဘာကြောင့်လဲဆိုတော့ဒီ2021ရာစုဒီစစ်အာဏာရှင်အကြမ်းဖက်မင်းအောင်လိုင်းအာဏာသိမ်းလိုက်တယ်ဆိုတာနော်အားလုံးသိတဲ့အတိုင်းအားလုံးမြင်တဲ့အတိုင်းပဲ2020ရွေးကောက်ပွဲတရား NND ပါတီအစိုးရနဲ့ဒီစက္ကဆာတွေကသူတို့ညှိတာပြီနော်အကယ်၍ NND အစိုးရဒီ20ရာခိုင်နှုန်းစစ်ကောင်စီကိုပေးတော်လဲစိုးသည့်ဖြစ်စေ NND ဖြစ်စေစစ်ကောင်စီလက်ခံပါတယ် NND လည်းလက်ခံပါတယ်နောက်ဆုံးတော့အာနာနောက်ဆုံးတော့မဲစင်ပြီးနောက်ပိုင်းမှာမေရွယ်ပြီးနောက်ပိုင်းမှာပေါ့နော် NND ကတောင်းပြုတ်ကံပြုတ်နန့်တော်လဲစစ်ကောင်စီကလုံးဝကိုမပေးပါဘူးအဲ့ဒါကြောင့်မလို့ဒီပြည်သူရဲ့အာဒီမိုကရေစီပြည်သူခေါင်းဆောင်အမေစုတို့လိုမျိုးပညာရှိပညာတတ်ဉာဏ်ရည်ပြည့်စုံတဲ့ အပြည်သူချစ်တဲ့အမေနောက်လည်းကျွန်တော်တို့တမန်တော်ဦးဝင်မြင့်ဆိုလို့ရှိရင်လည်းသိတတ်တယ်ပဲနော်အခုချိန်ထိနော်စစ်ကောင်စီလက်မရေးထိုးခန်းတော့မှကျွန်တော်တို့တမန်တော်ဦးဝင်မြင့်လက်မထိုးဘူးနော်မကြောင်ဆိုစစ်ကောင်စီဒီအကြမ်းဖက်လူကျုံမှလူသတ်သမားတိုင်းပြည်ကိုပျက်စီးမဲ့လူမျိုးကိုပျက်စီးမဲ့စစ်အာဏာမိုက်စားဆိုတာနော်ဒီကျွန်တော်တို့ရဲ့အမ်ပြည်သူအစိုးရအမေစုတို့တမန်တာဝီဝီမီတို့တိတ်တယ်လေနော်ဒါကြောင့်မလို့စစ်ကောင်စီဘလို့ပဲချိန်ချချိန်ချသူတို့ကမလုပ်ခဲ့ဘူးနော်မလုပ်ခဲ့ဘူးမင်းအွန်လိုင်းကသူတိတ်တယ်လေ NLD မင်းနဲ့လည်းသူမပေးဘူး သူနိုင်တော့သူပြောတာပေါ့ဒါမဲ့သူမနိုင်ခဲ့ဘူးမနိုင်တော့ NDD အစိုးရ NDD မဲပြည်သူမဲကိုအတင်းအာနာဖဲပြီးတော့အတင်းခေါင်းဆောင်တွေကိုပြည်သူခေါင်းဆောင်တွေအတင်းဖန်ချုပ်ထားတယ်နော်ဖန်ချုပ်တာတော့မကောက်ဘူးနော်ဘာအပြစ်မမရှိတဲ့ပြည်သူခေါင်းဆောင်တွေကိုစစ်ကောင်စီကဟိုအမှုဒီအမှုနဲ့အမှုဆယ်ပေါင်းပိုင်းပေါင်းများစွာနဲ့ဆွတ်ဆွဲပြီးအခုချိန်ထိအမေစုကိုတမန်တော်ဦးဝင်းမြင့်ကနိုင်ငံရဲ့အကျဉ်းသားတကယ်တကယ် NDD လူတို့ကိုဆက်လက်တကယ်မမှန်ကန်ကန်လုပ်နေတဲ့လူတွေကြတော့သူမလူဘူးနော်သူမလူတဲ့အပြင်တနည်းတရနှစ်ရနဲ့သူစေးတွေနဲ့ထိုးကျွေးတာလားဘာတွေနဲ့ထိုးကျွေးတာလားမသိဘူးနော်တနည်းတရနှစ်ရဖိနေကြတာပဲရှိတယ်နော် ်ဒါမို့စစ်ကောင်စီကရုံမှချက်ဘယ်တော့ရုံမှလဲဆိုတာเนาะအားလုံးလည်းမြင်တဲ့အတိုင်းပဲဟုတ်တော့ဒါကြောင့်မကျွန်တော်တို့ကရင်ပြည်နယ်မှာလည်းဒီလိုပဲเนาะမမျိုးဆိုအမြင်နဲ့ပြောတယ်เนาะ KNU ခေါင်းဆောင်တွေကဘာကြောင့်ဘိုချောနန္ဒာများ K KT အဲ့ဒီအသက်ပြတ်လာဆိုရင်လားချွေကုတ်ကူမျိုးကကြားဖြတ်အဆောက်အဦးတလုံးကိုစစ်ကောင်စီကမိုင်းနဲ့ဖောက်ခွဲပြိုချ တရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကူမြို့ကကြားဖြတ်အဆောက်အဦတလုံးကိုစစ်ကောင်စီကဒီကနေ့ဒီဇင်ဘာ3ရက်နေ့လယ်10နှစ်နာရီမှာမိုင်းနဲ့ဖောက်ခွဲပြူချဖျက်ဆီးနေတယ်လို့ထိုင်းသတင်းတချို့မှာဖော်ပြပါရတယ်။အမေရိကန်အပါဝင်နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီတပ်က BGF ထိန်းချုပ်ထားတဲ့ရွှေကုတ်ကူမြို့ကကြားဖြတ်အဆောက်အဦကို အခုလိုပထမအကြိမ်မိုင်းနဲ့ဖောက်ခွဲပြူချဖျက်ဆီးမှုစတင်လှုပ်ဆောင်တာပါ။ နေ့လယ်၁၂လောက်ကရွှေကုတ်ကူမျိုးထဲမှာဖောက်ကွဲမှုအကြီးကြီးအတန်တွေဆက်တိုက်ကြလိုက်ရပါတယ်။မိခိုးတွေလည်းမြင်နေရတယ်လို့မြန်မာထိုင်းနယ်စပ်မှာနေထိုင်တဲ့မြန်မာမျိုးသားတမှုကပြောပါတယ်။စစ်ကောင်စီကရွှေကုတ်ကန်ရှိကြားဖြန့်လုပ်ငန်းတွေကိုပြီးခဲ့တဲ့နိုဝင်ဘာလကတည်းကဝင်ရောက်စီးနှင်းပြီးတရားမဝင်အဆောက်အဦပေါင်း169လုံးကိုစစ်ဆေးခဲ့တယ်လို့မနေ့ကဒီဇင်ဘာလ၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်ရွှေကုတ်ကူမြို့မှာတရားမဝင်နေထိုင်တဲ့နိုင်ငံသားတ2000ခန့်နဲ့ကြားဖြတ်လုပ်ငန်းတွေမှာ ုံးပြတဲ့ကွန်ပျူတာဖုန်းကိုလည်းဖန်ဆီသိမ်းဆည်းရမိတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလကလည်းကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့ KK ဘက်ရှိအဆောက်အဦတွေကိုဝင်ရောက်စီးမင်းစစ်ဆေးပြီးဖြိုချဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါရယ်လက်ရှိမြောက်ရီမြို့နယ်မင်းလက်ပံဒေသမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တို့တိုက်ပွဲပြင်းထန်နေပါရယ်ဒါပေါ့နော် KTLA ဗိုလ်ချုပ်စောနန္ဒာမြာဗိုလ်မြာမနော်အသက်ပြန်လာသွင်းတဲ့ကော်တူလီအာမီ KTA တတ်မတော်သည်သူတို့ရဲ့ KNU KNA နဲ့မသက်ဆိုင်ပါဘူးဆိုပြီးသူတို့ကိုယ်စာရီထုတ်ထားတယ်နော်အဲ့ဒီအနေစားပဲကျမတို့ကကျမတို့ဒီ KNU ပြည်သူဖြစ်တဲ့အတွက်ကျမတို့ကျမတို့သိရရတယ်ကျမတို့ခေါင်းဆောင်တွေအရေးအချင်းနော်ညံရီနော်စိတ်စိတ်ရည်တွေပေါ့နော်သိရရတဲ့ကအော်ဒီခေါင်းဆောင်တွေကလောကစစ်စစ်ပြီးတော့ခေါင်းဆောင်ထားလို့မရဘူးဘာဖြစ်ဆိုတော့နော် KTA ဆိုတာလဲအခွင့်ရေးစီးလို့ အာနာစင်ကိုတော်လိုက်ဖို့သူလည်းပြည်သူကနေဖြစ်ပေါ်လာတဲ့ပြည်သူတတ်မတော်ပဲနော် PDF ကလေးတို့လို့ပေါ့ဘာကြောင့် KNU ကလက်မတွဲတာလဲ KNU ကမစီယုံတာလဲ KNU ကမပေါင်းတာလဲသူတို့ပေါင်းလို့မရတာဘာကြောင့်လဲကျွန်မတို့အခုလက်ရှိကရင်ပြည်နယ်မှာဦးဆောင်နေတဲ့ကိုယ်ထူးဝင်တော့အုပ်စုကျော်နေတော့အုပ်စုမူတူစစ်ပေါ်တော့အုပ်စုဒါတို့မူတော့အုပ်စုရန်နံတော့အုပ်စုဖိုးတို့တော့အုပ်စုငိမ့်မောင်ဆွေမောင်တော့အုပ်စုအခုလက်ရှိကရင်ပြည်နယ်မှာအောက်ချုပ်နေတဲ့ KNU ဒီ KNU NCA ဖြစ်တဲ့အတွက်ကြောင့်မလို့ DKNU NSA အုပ်စုဒီစက္ကစနဲ့ဖင်လို့ဖင်ခံတာမကဘူး BGF နဲ့ဖင်လို့ဖင်ခံပြီးတော့တန်းကြီးလူမျိုးကိုတွယ်ဝတဲ့နေရာနဲ့ရောင်းစားခိုးစားပြက်စီဆုပ်ပြတ်ဖောင်းလုပ်နေတဲ့အုပ်စုအဲ့ဒီတော့ဒီအုပ်စုဆက်စစ်နေမယ်ဆိုလို့ရှိရင်ကျမတို့ကရင်လူမျိုးတော့မပြောနဲ့ကရင်ပြည်နယ်မှာတော်လာရင်လာလို့အဖွဲ့စီအကောင်လုံးကလောဝစစ်ဆက်တော်မရအောင်နော် ဒါကြောင့်ဘိုချုံးနေတဲ့ညာအသက်ပြက်လာသူနဲ့ပေါ်တူးနေလမ်းစဉ်ဒီအမိုင်တရားလမ်းစဉ်ဖြူစင်တော့လမ်းစဉ်ကရင်ပြည်နယ်ကောသူနဲ့ပြည်နယ်မှာနေထိုင်တဲ့တော်လိုင်းအဖွဲ့စည်းအားလုံးတွေကလူများဖို့သူအသက်ပြက်လာသူနားနော်ဒါကြောင့် KNU တွေကအဖေကြောက်တာအဖေကြောက်လို့ဘိုချုံးနန္ဒာညာဘလို့သိအောင်သူတို့လက်လောက်ကြိုက်ရမှာလဲဘိုချုံးနန္ဒာညာမစိအောင်သူတို့ဘလို့လောက်ကြိုက်ရမှာသူတို့အမျိုးမျိုးလက်လောက်ကြိုက်ကြတယ်ဒါကျွန်တော်တို့ကရင်မျိုးတွေအသိစိုးပဲမမျိုးပြောပြီး KNDO ကိုသူတို့တွေ ကန်ထုတ်ကြတဲ့ကဘိုချိုနန္ဒာမြောင်ကိုသူအကျိတ်ပေါင်းများစွာလှလုတ်ကြံခဲ့တယ်နော်လှုတ်ကြံလို့မရဘူးအမေစုမင်းအောင်လားအမေစုကိုလှုတ်ကြံလို့ပေါ့အမေစုကြောင့်အမင်းအောင်လားမလှုတ်ကြံဘူးတသက်တကျုံလူလောကမှာသူ့ရဲ့သားသမီးသူ့ရဲ့တိုင်းသားတွေကိုမမြင်ရအောင်မင်းအောင်လားကအကျဲချုံနဲ့ထားရတာတွေ့ရတယ်မလေးနိုင်ငံတကာလည်းအမေစုလာတွေ့လို့မရဘူးအဲ့ဒီနာချင်းနိုင်ငံလည်းအမေစုကိုတွေ့လို့မရဘူး ူကရက်ဆက်တာအတီတော့တွေ့ဒါကြောင့်ကျွန်တော်တို့ကိတ်ရည်မှာအတီလိုပဲအခုလက်ရှိအန်စီရထိုးထားတဲ့ကွယ်ထူးဝင်တဲ့အုပ်စုလေဒီလိုပဲဘောချောနန္ဒာများကိုအမေစုမင်းအွန်လိုင်းလိုမျိုးဖန်စီချုပ်တို့လိုမျိုးတို့စီစဉ်ခဲ့တယ်တို့လုံးလုံးမရဘူးနော်မာကြောင့်လေဘောချောနန္ဒာများကသူ့ရဲ့ဦးတီချက်ကြီးရွယ်ချက်ကြီးမန်းချက်အမှန်တရားဖြစ်တယ်နော်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်တို့လုံးဝလုံးလုံးမရဘူးတို့လောက်ကြံချက်ဘူးလေလုံးလုံးမရဘူးနော်ဒါကြောင့်အခုလက်ရှိကိတ်ရင်ပြင်နေမှာလေစောင့်ကြည့်ပါမမျိုးပြောပြီး ်ဒီ2026စစ်ကောင်စီရွေးကားပွဲတည်အခုမင်းအောင်လိုင်းတတိနောက်ထပ်တစ်ခုပေးတယ်နော်နင်တို့ကရင်ပြည်နယ်မှာရွေးကားပွဲမလုပ်ရင်သူ့ကိုရွေးကားပွဲမလုပ်ပြီလို့ရှိရင်နင်တို့တမခုနိပြဖြစ်မှာနော်ပြဖြစ်မှာဘာကြောင့်လဲဆိုတော့မင်းအောင်လိုင်းအခုမောင်ချစ်သူ့ကိုသူ့ထားချေချောက်ပေးတယ်အခုနိ KNA အသွင်ပြောင်းတဲ့ KNA ရနမီပဲရှိတာဘယ်သူမှ KNA တစ်စိမ်းမတတ်ဘူး အဲ့ဒီတော့နင့်ကရင်လက်နက်ကန်ခေါင်းဆောင်တွေကိုနင့်ဘယ်လိုပြောမလဲနင့်ကိုယုံကြည်အောင်နင့်ထိုးကြွေးလိုက်ပြီဆိုတော့အခုနင့် KNA ကနေ BGA အကောင်လို့ဖြစ်အောင်နင့် BGA တစ်စိုက်ကိုလဲမလားစကားစတစ်စိုက်ကိုလဲမလားယွေအခုမောင်ချစ်သူကိုမင်းအောင်လာယွေခိုင်းပြီနော်အခုကရင်ပြည်မှာစစ်ကြာဖြာနဲ့ပတ်သက်တဲ့ဒီစောချစ်သူအုပ်စုတို့နောက်ပြီးတော့ဒီအာ DKBA BOA1 တို့နောက်ပြီးတော့ဒီအာအခုလက်စစ်စစ်နေတဲ့ဒီနေဆာမှာစစ်နေတဲ့မူတုံတို့နိုင်မောင်စောတို့အုပ်စု နိုင်မော်စော်ဆိုတွေ့တော့လားသူရဲ့ဒီဇိုင်းอ่ะစက္ကစဒီဇိုင်းပဲတွေ့တော့နော်နိုင်မော်စော်တယောတွေကြာဖြားတွေဖန်စီပြတာတွေ့တော့ဟုတ်သူရဲ့ဝတ်ထားတဲ့ဒီလက်မော်ဒီဇိုင်းကိုကြည့်လိုက်စက္ကစဒီဇိုင်းပဲနော်ဒါကြောင့်မို့လို့အခုမင်းအွန်လိုင်းကအမိတ်ထုတ်ထားပြီပြီနော်ညီတို့ကရင်တီနေမှာစီတဲ့လက်နက်ကအကုန်လုံးကိုစော်ချစ်သူမင်းလူမျိုး BGF ဖြစ်အောင်လုပ်ရင်လုပ်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ငါလူမျိုးစက္ကစဒီဇိုင်းကိုလုပ်နော်လုပ်လို့မရဘူးဆိုလို့ရှိရင်တမခုနီးပြပြမှာနော် ဒါကြောင့်အခုစောချစ်သူကသူရဲ့ KN ကိုခေါင်းဆောင်နေတယ်သူအသေးကြောက်တာနော်အခုတမခုနေမှာဆိုလို့စင်နေဒီအခုလက်ရှိကျွန်တော်တို့တိုင်းမှာနေမြင်နေတဲ့ကရင်ပြည်နယ်နော်ကရင်ပြည်နယ်အင်အားကြီးနေတဲ့ NUN ကြီးနဲ့ပေါ်နေတဲ့ KNU နဲ့ KNA တွေစောက်ထင်မကြီးနေမှာမျိုးပြောတယ်စောက်ထင်မကြီးနေနော်အခုပြည်သူလူထုတွေမြင်ပြီနော် TNA ဘာကြောင့်မိုးကော့ကိုစက္ကစသူတို့ပြန်ပေးလိုက်လဲနော်ဒီလူတွေကတိတဲ့တိုင်နဲ့လက်နက်ကန်စီးပွားရေးတမားတယ်နော်လက်နက်ကန်စီးပွားရေးတမားဆိုတာပြည်သူအသွက်လှုပ်ဖို့နော်နောက်ပြီးတော့တိုင်းပြည်အသွက်လှုပ်ဖို့ဆိုတာသူတို့မှမရှိဘူး ဒါကြောင့်မို့အခုမိုးကောင်းမှဆိုလို့ရှိရင်ကျွန်တော်တို့ PDF ကလေးနဲ့ပေါင်းအောင်ပြီးတော့နော်တိုင်လို့ရလာတဲ့မိုးကောင်းတွေမှာစက္ကစတို့ပြန်ပေးတယ်။ TNA ကလည်းစက္ကစပြန်ပေးရတဲ့အကြောင်းရင်းကလည်းနော် TNA မှာအာကိုရမယ့်အဆိုရမရှိဘူးနော်အာကိုရမယ့်အဆိုရမရှိတဲ့ခါကျတော့သူတို့လည်းစက္ကစနဲ့ပြန်ပေါင်းလိုက်တာလည်းဒါသူ့ပြစ်မောက်ပါဘူး။နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးမှာသူတို့ကိုယ်သူတို့အမျိုးသားညီညွတ်ရေးအဆိုရလို့လည်းပြောတယ်နော်။ဒါပေမဲ့သူတို့ရဲ့အမျိုးပေါ်မှာအမျိုးကျူးတို့မှာပေါင်းစီလို့မရဘူး။ နောက်မှတိုင်းသားဆိုတို့ပိုးတော့ဆိုတယ်တို့ပေါင်းစလို့မရဘူးเนาะဒါကြောင့်အခု data ဆာဆာကဘာကြောင့် energy ကနှုတ်ထွက်လိုက်တယ် energy ကခိုးလို့စာလို့ data ဆာဆာမခံနိုင်လို့ဖြစ်မှာပေါ့နော်ဒါကြောင့်ကျွန်မကတော့ data ဆာဆာရွေးတဲ့နိုင်ကိုကျွန်မအကျန်းကိုမှနစ်တက်တယ်အကျန်းကိုလာလေးစားတယ်အကျန်းကိုလာထောက်ခံတယ် ဒီလိုမျိုးဖြစ်တင်လာကြပြီမမျိုးပြောပြီကျွန်တော်မြန်မာနိုင်ငံမှာတိုင်းနာပေါင်းစုပ်လူမျိုးပေါင်းစုပ်ရှိတယ်เนาะကိုသွားမဲ့ federal ဆိုလို့စေ federal bond ဆိုတာဒီနယ်ပေါင်းစုပ်ပြည်ထောင်စုเนาะမမပြည်နယ်စီရမယ်ကချင်ပြည်နယ်စီရမယ်ကရင်ပြည်နယ်စီရမယ်ဒီတိုင်းသားတွေအကောက်လောကသူ့ပြည်နယ်နဲ့သူစီမိတာပဲဒါပေမဲ့မမပြည်နယ်မရှိသေးဘူးအဲ့တော့ NUG ကဗမာကိုစာပြရမယ်အစိုးရဖိရမယ်အတွက်ကြောင့်မို့လို့เนาะမမပြည်နယ်ပေါ်ပေါင်းအရင်စူးစာမမ EAO ပေါ်ပေါင်းအရင်စူးစာအဲ့ဒါမှပြည်နယ်ပေါင်းစုပ်ပြည်ထောင်စု federal bond နဲ့တော်လို့ရမယ်เนาะအဲ့ဒီတော့ကအစကတည်းကဒီလိုမျိုးမလို့တဲ့ခါကျတော့တော်နိုင်ရေးကဒီလိုမျိုးပဲစုပ်ပြတ်သားတော့ ကြားကြပါတော့ဦးစီးဦးဆောင်တဲ့လူကခေါင်းမခေါင်းမပြည့်ဆိုတော့နော်ဟိုစပဲတတ်တယ်ပြည့်ပဲတတ်တယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ခေါင်းပါပြီးတော့အုံနာမပါတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒီမိုကရေစီကိုဘယ်လိုဆက်သွားမှာလဲဖက်ဒရယ်ဘယ်လိုသွားဆက်သွားမှာလဲသူတို့မသိဘူးသူတို့သိတာကြတော့အာငါတို့ကမြန်မာနိုင်ငံတနိုင်ငံလို့ကိုယ်စားပြီးတော့ energy ငါတို့မစိတ်မဖြစ်ဘူးငါတို့လည်းအခန့်ကြလာနေရမယ်မနေလို့စင်နေရဘာဖြစ်တဲ့ညဖြစ်တဲ့ဆိုပြီးဆော့လိုက်ဆော့ခါတာသူများအောင်နော်အဲ့ဒါပဲအဆင့်တိုင်းဆိုတော့အဲ့ဒါပဲဒါကြောင့်မမမျိုးပြောတဲ့ကရင်ပြည်နယ်မှာဆိုလို့စင်နေဒီ KNU အုပ်စုနဲ့ energy အုပ်စုနော်တတော်မှာစောက်ကြည့်မကောင်းကြဘူး။ဘာကြောင့်လဲဆိုတော့တို့တွေက KNU နဲ့ NUG နဲ့ စချက်ဖြစ်ပါနဲ့ချက်စပါနဲ့အတူပဲရုံမချင်းအတူတူပဲကောက်ချင်းချင်းအတူတူပဲဂလက်ကချင်းအချင်းလည်းအတူတူပဲနော်ဒါမဲ့ NUG ကိုထောက်ခံတဲ့အုပ်စုက KNU ကိုပြန်စော်က KNU ကိုပြန်စော် KNU ကိုထောက်ခံတဲ့အုပ်စုကလည်း NUG ကိုပြန်စော်ကတကယ်တည်းဒီအုပ်စုနှစ်စုဆိုတော့အင်အားကြီးနေတဲ့အုပ်စုနှစ်စုဆိုလို့စီသူတို့စိတ်ဓာတ် တို့အရေးအချင်းတို့ရဲ့အချင်းစာလေးဒါဗီစာလေးအတူတူပဲစောင့်ခြင်းမကောင်းကြဘူးနော်အာကလေးကကြီးလည်းအတူတူပဲနော်ရုပ်မှချင်းလည်းအတူတူပဲပေါလို့ပဲစာအချင်းချင်းလည်းအတူတူပဲနော်ကိုလူမျိုးမှမသိသူများလူမျိုးမှမသိတို့လည်းအောက်ခံမနေလို့ရှင်တော့သူများကိုတပုံနော်သူများကိုအကြမ်းဖက်အာသူများကိုဂျာတော့တော်လိုက်ရေးအေးမပအေးမဝင်လက်ပြောတယ်နော်တို့ကိုကိုဂျာတော့တို့တို့ကိုကိုတို့တော့မှာ ဘာဥပဒေနဲ့နိုင်ငံရေးကိုသွားနေတာလဲနော်ဘာအတွက်ကြောင့်လဲလက်နဲ့ကန်ထားတာလဲဘာအတွက်ကြောင့်လဲစစ်ရေးဖော်ဆောင်နေတယ်လဲဆိုတော့မှသူတို့ဟိုသူတို့မေးလို့မရသေးဘူးနော်အဲ့တော့အခုမြန်မာနိုင်ငံရဲ့ပြဿနာကတော့အားလုံးမြင်တဲ့အတိုင်းပါပဲမင်းအွန်လိုင်းကတော့သူလှုပ်ရှားစီတာသူလှုပ်တာပဲဒါပေမဲ့အန်နူးကြီးကတော့သူလှုပ်ရှားစီတာသူမလှုပ်ပဲနဲ့သူနဲ့အမြင်ကြီးမတူတဲ့လူတွေသူနဲ့ဟိုကြီးရဲ့ချက်မတူတဲ့လူတွေသူနဲ့ဖွဲ့စီမတူတဲ့လူဆိုလို့ရှိရင်သူလည်းအမှမပြက်လာနေတော့နော်လိုက်တိုက်ခိုက်တယ်လိုက်ပြောတယ်ဒါနိုင်ငံရဲ့အကြီးပန်းအုပ်စုတွေနော် ကျွန်မတို့ကရင်ပြည်နယ်မှာဆိုလဲကြည်လိုက်လေ KNU အုပ်စုတွေက KTA တွေပေါ်လာတာဘာကြောင့်မပူပေါင်းလဲပြန်လာပူပေါင်းနော်ပူပေါင်းလို့ရတယ်နော်မဟာမဲလို့လို့ရတယ်ဒါမဲ့နီနိုရဲ့ policy မှာမဝင်ဘူးပဲအရေးကြီးတယ်နီနို policy ကကျမတို့အတွက်အာမခံချက်ဘာမှမရှိဘူးအဲ့တော့ကျမတို့ကအတူတူသွားလို့မရဘူးနီနိုရဲ့နီနို non line ရဲ့ policy ဒီမမျိုးအမြင်နဲ့ပြောတယ်ကရင်ပြည်နယ်မှာဆိုလို့ရှိရင် KNU လက်အောက်မှာပြန်နေရမယ်ဆိုရင်ကရင်ပြည်နယ်မှာစစ်ကြဖြားအရင်နေနေကရင်ပြည်နယ်စစ်ကြဖြားနေနေလို့ရမှာနော် ငါတို့လို့ချင်တဲ့ကောသူလေးပြီးနေဆိုတာရမယ်။ဘာဖြစ်ဆိုကောသူလေးဆိုတာယိုးစင်းတယ်ဖြူစင်းတယ်နော်မယုံမှဘူးမကောက်ကျင့်ဘူးနော်ကောသူလေးကောသူလေးပြီးနေဆိုတာတကယ်ယိုးစင်းတဲ့နော်မကောင်းတဲ့တတဝါတွေမကောင်းတဲ့အရာတွေမရှိတဲ့ပြီးနေအခုလိုမျိုး KNU NCA တော်ထိုးလိုက်မှပဲကရင်ပြီးနေကြားဖြားတို့ခေခေပါတို့ကာစီနိုတို့မူကြီးစွာတို့ဆိုတာဖြစ်ပေါ်လာတာလေနော်ဒါလေးပြည်သူလူထုတွေသိမှာပေါ့ကြားလားဒါကြောင့်အခုလာမယ့်2026ရွေကားပွဲဒီကရင်ပြီးနေမပခဲ့ဘူးဆိုလို့ရှင်မင်းအောင်နိုင်ကစော်ချစ်သူတို့အုပ်စုကိုအပိတ်စော် ဒါကြောင့်စောချစ်သူကိုယ်တိုင်ကလည်းတနည်းတစ်ကြိမ်ကြိမ်စောမင်းအောင်လည်းသူအသိစောမှာအသိစောမှာကိုသူချုပ်တင်သိလို့နော်သူကိုယ်တိုင်ကလည်း KNU ခေါင်းဆောင် KNA ခေါင်းဆောင် NGO အုပ်စုတွေကိုပါသူနဲ့အတူတူပေါင်းနိုင်အောင်ဆိုပြီးတော့ KNA ဗတ်တစိတ်လဲပြရတယ်ပြင်ပြမယ်ဆိုပြီးတော့အယုတ်သွင်းလိုက်တာပါနော်အခုလိုမျိုးပဲအယုတ်သွင်းလိုက်တဲ့ခါကြတော့ပဲကရင်ပြည်နယ်တပြည်လုံးမှကြည်လိုက်နော်စောချစ်သူလူ DKP ရဲ့ကြာဖြားလူတက်တဲ့ပဲပပလဲပဲတော်လိုက်ရအုပ်စုတွေကြတော့ဟိုတော်ကြောင်တောင်းကြားတယ်မှာနင်းနေရတယ် ခိုးလုံနေရကြတာပေါ့နော်တနာလဲတနာဖို့ကောင်းပါတယ်နော်အဲတော့အခုကရင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူလူထုတွေသတိထားကြပါနော်အဖွဲ့စီကများတယ်ဆုတ်တယ်ထွေးတယ်နောက်ပြီးတော့လက်နဲ့ကန်တာနဲ့လူတွေလည်းအာနာပါဝါနဲ့တုံးပြီးတော့ပြည်သူလူထုကိုနော်ခံလို့မရရင်တပ်ပစ်တယ်နောက်ပြည်သူလူထုကိုစီရလို့မရလို့ရှင်တော့ထုတယ်ရတယ်နော်စက္ကဆောက်ကိုတော့ကြောက်စမလို့တော့အခုကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုတော့ဒီ BG ရဲ့အုပ်စုတို့ဒီ KNU NCA အုပ်စုတို့ပဲပို့ကြားရတယ်တိလားဒါကြောင့်မို့တတိထားကြပါလို့မမျိုးပြောချင်တယ်နော် နောက်တော့အခုဒီနေ့နိခွန်ငားမှာနော်ဟိုလက်နဲ့အကြီးတွေကြားတယ်တူလားလက်နဲ့ကြီးတွေကြားတဲ့ခါကျတော့ထိုင်းဘက်မှာလည်းကြားတယ်ဒါပေမဲ့ထိုင်းနေဘာမှမပြောအခုထိုင်းနိုင်ငံမှာဆိုလို့စင်နေထိုင်းအစိုးရတို့ထိုင်းတမတော်တို့ကပေါ့နော်တို့တွေကကရင်နယ်ဆားမှာဖြစ်ပေါ်နေတဲ့ပြဿနာက BGF ဆိုတာလဲစက္ကစရဲ့ပေါင်းစည်းနေတဲ့ခွေကရင်တမတော် နော်နောက်ပြီးတော့ KNU ဆိုတာလည်းကရင်အမျိုးအစည်းအရုံးအဖွဲ့အစည်းဒါပေမဲ့အခုလက်ရှိကရင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ကြာဖြာသည် KNU ကမသိလို့လားဒါမှမဟုတ် DKBA BGA တွေကတမင်သက်သက်သိသိနဲ့ထိုးကြွေလိုက်တာလားဆိုတာထိုင်းနိုင်ငံကတချို့တည်င်းထောက်တွေတချို့နိုင်ငံရေးကောင်းဆောင်တွေတုံ့တမ်းမိတာပေါ့နော်။ဘာကြောင့်ဆိုအခုထိုင်းနဲ့ဆားမှာဒီစက္ကစဘိုးတွေလာကျဲတယ်လေနေလာကျဲတယ်လက်နေကြီးတွေကထိုင်းနိုင်ငံကိုကြားတယ်ဆိုလို့ရှိရင်ထိုင်းစစ်တပ်တွေကနော်လုံခြုံရေးအပြစ်ဝတ်သူတို့ပြည်သူတို့သူတို့စောက်နေတယ်။ဒါမဲ့ သူတို့ဖိုဘဲကိုသူတို့မပြန်ပြည့်ဘူးသူတို့အခြေအနေတခုသူတို့ကြည့်နေတယ်နော်အခြေအနေတခုသူတို့ကြည့်နေတယ်ဘာဖြစ်ဆိုကျွန်တော်တို့မြန်မာနိုင်ငံကီဒွင်းစစ်ပြဿနာဆိုတော့သူတို့အခြေချင်းစဉ်းစားပါစေနော်ဟိုလောက်အိုတို့ဘက်မှမတူဘူးဟိုခမီတို့ဘက်မှဆိုလို့ရှိရင်သူတို့အညီနာချင်းနိုင်ငံထိုင်းနဲ့သူတို့နဲ့ဖြစ်ကြတဲ့ပြဿနာတော့ထိုင်းစစ်သားတော့ဆော့တာပဲဒါပေမဲ့ဒီကျွန်တော်တို့ကိရင်နယ်ဆားမှာကြတော့ထိုင်းစစ်သားတွေမဆော့ဘူးဘာကြောင့်မဆော့လဲဆိုတော့ KNU ခေါင်းဆောင်တွေကနော်စော့ချင်းမကောင်းကြဘူးစော့ချင်းမကောင်းကြတဲ့ခါကျတော့ထိုင်းနေတဲ့သူတို့မနှက်ထီတော့ဘူးမမျိုးအမြဲတမ်းပြောတယ်နိခွန်ငါနဲ့မြောက်ဝတီအပေးယူတော့ကဆိုလို့ရှိရင်နော်နိခွန်ငါနဲ့မြောက်ဝတီဆိုတာအပေးယူတာထိုင်းနေနဲ့ ထိုင်းနေသိတဲ့လူမကြောက်စော်မောင်ချစ်သူအပေးယူလာတဲ့အကွက် KNU ခေါင်းဆောင် KNU ခေါင်းဆောင်တော်လိုင်းရဲ့လက်နက်ကန်တာတဲ့ခေါင်းဆောင်တွေမောင်ချစ်သူဘလို့ထိုးကျွေးလာလဲဆိုတော့သူတို့သိတယ်သူတို့သိလို့ပဲဒီနိခွန်ငါးမှာစီးတဲ့ဒီစစ်တပ်တွေကိုထိုင်းနိုင်ထိုင်းနိုင်ငံကိုပို့တယ်ပြည်စစ်ထိုင်းတဲ့စင်နိခွန်ငါးကိုပြန်လာပို့တယ်တရားကိုဘောင်းကတတောင်တတောင်နဲ့သူတို့ယူပြီးတော့သူတို့လုတ်သွားတယ်နော်အဲ့တော့အခုဒီကာလာမှာဆိုလို့ရှိရင်အဲ့လိုမျိုးလုံးလုံးမရတော့ဘူးเนาะအဲ့လိုမျိုးလုံးလုံးမရတော့ဘူးဘာကြောင့်လဲဆိုတော့ထန်းဆိုတာလည်းဒီကြာဖြန်းနဲ့ပတ်သက်တယ်เนาะအဲ့တော့ဒီကြာဖြန်းနဲ့ပတ်သက်အောင်သူတို့တွေက အလုပ်တစ်ခုကိုသူတို့ပြက်ပြက်တတန်လုပ်ဖို့တရုတ်နဲ့ထိုင်နဲ့အမေရိကန်နဲ့လည်းသူတို့ပူပေါင်းလိုက်ပြီနော်အဲ့တော့အခုနေဆားမှာဖြစ်နေတဲ့ဒီကြာဖြတ်ပြဿနာဒီမမျိုးပြောပြီးနော်အမေမင်းအွန်လိုင်းနဲ့အကောင်လို့တိတယ်မင်းအွန်လိုင်းအကောင်လို့တိလို့ပဲကရင်တွေသူထိုးကျွေးလိုက်တာနော်အခုမြောက်ဒီကြာဖြတ်အဆောက်အုံလုတ်ပြတယ်ဆွပြတယ်ထုပြတယ်ဒါမဲ့ကြာဖြတ်ခေါင်းဆောင်တွေကြာတော့သူတို့ဖတ်အန်တို့မော်လမြန်တို့ဂျန်ကုန်တို့သူတို့ပို့သွားတာနော်ဒီပြဿနာနေရာနဲ့မမျိုးနေတယ်လားပြောတယ်နော်ဟိုးအစကတည်းကနော်ဒီစော်ချစ်သူတို့ဘယ်လိုကစားမလဲဘယ်လိုစစ်ဆက်ပြီးလာမလဲဆိုတာကျွန်တော်တို့ပြောတဲ့အတိုင်းပဲအမြဲတမ်းမှန်တယ်နော် ဒါကြောင့်အခုဒီလောလောဆက်ဆက်ဒီနှစ်အတွင်းမှာပေါ့နော်စစ်ကောင်စစ်ကနော်ဆိုချစ်သူကိုပြောလိုက်ပြီးဆွေကုတ်ကိုမှာကရင်နီတစ်ကူမလုံနဲ့နော်လုံမယ်ဆိုလို့ရှိရင်နော်နီနေတဲ့ကြာင်းတမခုနင်းမှာပဲပြန်လုံပါတဲ့အကြီးကျယ်ပြန်လုံပေါ့နော်ဘာပဲဆိုဒီအချိန်မှာနိုင်ငံတကာကိုသူကပြရမယ်လေဆွေကုတ်ကိုဆိုတာစကဆာနေနေနီးပါတဲ့စကဆာဂျာဖြန်းနဲ့ဂျာဖြန်းနဲ့မဆိုင်ပါဘူးဆိုတဲ့အာဘယ်လိုပြောအသက်သိပေါ့နော်အဲ့ဒီမျိုးပြဖို့မင်းအောင်လိုက်က အနည်းယူနေတာပါစင်တော့ဒါကြောင့်ပြည်သူလူထုအားလုံးသတိထားကြပါလို့မမျိုးပြောချင်တယ်เนาะအခုကျွန်တော်တို့ကရင်ပြည်နယ်မှာလေကော်သူတွေနဲ့ပေါင်းစည်းနေတဲ့ BDS ခဲ့တွေသတိထားကြပါတော့เนาะ